မာအသင်းရဲ့အခြေအနေကဒီနေ့မှာအရန်ကိုတောင်းတင်းတဲ့အနေဒါရှိတော့လဲဟုတ်ကဲ့မြန်မာအသင်းကအနည်းချုပ်ပြောရလို့ရှိရင်ဒီစည်းကိမ်းမှာရွှေတစိမ့်မှန်းလိုက်တဲ့အနေအထားမျိုးမှာရှိတယ်လို့အခက်မသိရင်အုပ်စုကနေမှထပ်ဖက်ဖက်နဲ့ထွက်သွားနိုင်တဲ့အခြေအနေမျိုးလည်းဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဒီခုစီစဉ်ကိုတဖက်တလမ်းမှကူညီပံ့ပိုးပေးရတာကတော့ရွှေကျိုးမြေတွင်တင်းပန်းဖြည့်ရေကူးကန်နဲ့စားပွဲဆောင်မှဖြစ်ပါတယ်ရွှေကျိုးမြေမှာဆိုရင် မိသားစုလိုက်ဖြစ်ဖြစ်မိဆွေပေါင်းသင်းများနဲ့ဖြစ်ဖြစ်အဖမ်းဖြစ်ရေကူးရင်အားယူဖို့အတွက်ဘင်္ဂလိုများကိုလည်းမိဆွေတို့တက်တောင်းတတဖြစ်စေဖို့အတွက်စီစဉ်ပေးထားပါတယ်ရွှေကျိုးမြေရေကူးကန်ရဲ့ရေတပ်စင်ကြီးစနစ်ဟာဟိုတယ်နဲ့နိုင်ငံတကာစံချိန်စံညွန်အတိုင်းအချိန်ပြည့်ရေမော်တာကြီးများကိုအသုံးပြုပြီး24နိုင်ပတ်လုံးမောင်းနှင်တန်းစင်ပေးထားတဲ့စနစ်ကိုအသုံးပြုကြတာဖြစ်လို့တန်းစင်မှုအတွက်ယာနှုံးပြအာမခံပေးနိုင်ပါတယ် လူတယောက်ချင်းစီမှာပါဝင်နိုင်တဲ့ခွေးနဲ့မမြင်နိုင်တဲ့အညစ်အကြေးများကိုချက်ချင်းခြေပြက်စီဖို့အတွက်ကလိုရီများကိုပုံမှန်ထည့်သွင်းပေးတာပြီး pH 7ရည်သွေးပြည့်မီအောင်အမြဲတမ်းထိန်းသိမ်းပေးတာပါတယ်။ရွှေကျွန်းမြေမှာလူဦးရေများပြားတဲ့ပါတီပွဲလှုပ်ချင်တာဖြစ်ဖြစ်ကုမ္ပဏီမိတ်ဆွေစားပွဲအခမ်းအနားကျင်တာဖြစ်ဖြစ်နေရာကျဉ်ဝန်းစွာနဲ့လွတ်လပ်စွာတည်တံ့အခမ်းစားတောက်ရည်ကူးဖို့အတွက်ဝန်ဆောင်မှုများလည်းရှိနေမှာဖြစ်ပါတယ်။ရွှေကျွန်းမြေမှာဆိုရင်အပတ်စဉ်စနေတနင်္ဂနွေနဲ့ရုံးပိတ်ရက်တွေမှာ Music Band ရဲ့တည်တချင်းဖျော်ဖြေမှု DJ အစီအစဉ်တွေကိုလည်းနေ့စဉ်နေ့လယ်12နာရီကနေညနေ9နာရီထိထည့်သွင်းပေးကြပါတယ်။ချင်းနာထောင်မယ်၊ရေကူးမယ်၊ဘန်ဂလိုနဲ့အေးစေးနိုင်ယူမယ်ဆိုရင်တော့ရွှေကျွန်းမြေမှာမျိုးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်။ရွှေကျွန်းမြေလိပ်စာကတော့ရန်ကုန်တွန်တေးကလမရေကျော်ရွာထိပ်ပန်းလိုင်တရာအစင်လှိုင်းသာယာ BOC လမ်းစုံတိုင်းသာယာပရိုဂရမ်မှာကားဖြင့်3မိနစ်ခန့်သာဝေးကွာတာဖြစ်ပါတယ်။နေ့စဉ်နဲ့မနက်9နာရီမှည7နာရီထိဖွင့်လှစ်ထားရှိပါတယ်ခင်ဗျာ။ ားလုံးပဲမင်္ဂလာပါစကောနေပြီးတော့အကျိုးဆုံးလိုက်ပါရပြအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့ကျွန်တော်ထိုင်းနိုင်ငံမှာလာမယ့်ဒီဇင်ဘာလ9ရက်နေ့စတင်ကျပမယ်စီကိတ်ဘောလုံးပြိုင်ပွဲကအမျိုးသမီးဘောလုံးပွဲစဉ်တွေအကြောင်းကိုကျွန်တော်နဲ့ကိုစိုးညီတို့ကနေပူးပေါင်းတင်ဆက်သုံးသပ်ပေးတော့မှာဖြစ်ပါတယ်အခုမင်္ဂလာပါမင်္ဂလာပါဟုတ်ကောအာအုံစုတွင်အခြေအနေကတော့ကျွန်တော်မြန်မာရဲ့ဖိလစ်ပိုင်ရဲ့မလေးရှားရဲ့ဗီယက်နမ်ရဲ့ အစုအချင်းတွေကကျွန်တော်နှစ်သိန်းနောက်တစ်ဆင့်တက်မယ်ပေါ့နော်အဲ့လောလောဆယ်မှာဒေတာရင်းမှာဆိုလို့ဒေတာရင်းပြိုင်ပွဲအနေနဲ့ကတော့ VNN ပါလာတယ်ဖိလစ်ပိုင်ပါလာတယ်မလေးရှားပါလာတယ်အဲ့ဒီမှာ VNN ကတော့ကျွန်တော်ဒါအစင်လာပြိုင်ပွဲလို့ပြောလို့ရတဲ့အခြေအနေအဲ့ဒီမှာပဲနောက်ပိုင်းခုနှစ်တည်းမှာလဲဖိလစ်ပိုင်အမျိုးသမီးအသင်းကတော်တော်လေးတိုးတက်ကောင်းမွန်လာတဲ့ခြေစမ်းနဲ့ပြိုင်ပွဲတွေကိုတောက်လျှောက်ခက်ခဲစေခဲ့ရတာကျွန်တော်တွေ့ရတယ်မြန်မာနဲ့ဆိုလို့ရှိရင်မှန်မှန်ရထိတိုက်တိုက်ဆိုမှုတွေလည်းရှိခဲ့ဘူးတာမျိုးရှိတယ်ဒါကျွန်တော်2019စီးကိန်းမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ အစု sorry တတိယနေရာလို့ပဲထင်တယ်အဲ့မှာကျွန်တော်ဖိလစ်ပိုင်ကိုရုံးဂုံးကန်ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီအစုတွေအခြေအနေမှာရောအကိုရဲ့သဘောထားဘယ်လိုရှိမလဲမြန်မာအသင်းအနေနဲ့နောက်ဆက်တက်ဖို့အတွက်တော်တော်လေးရုံးကန်ရနိုင်လားဒါမှမဟုတ်လက်ရှိမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရဲ့စုဖွဲ့မှုပြင်ဆင်ထားမှုတွေကဒီအသင်းတွေကိုကြော်ဖြတ်ဖို့အတွက်ဆိုလို့ခက်ခဲမယ်ဆိုပေမဲ့နောက်ဆက်ရောက်သွားနိုင်မယ်လို့အကိုထင်သလားအကိုဒီနေ့စီကင်းရဲ့အစုခွဲဝေမှုအနေထားကိုပြောရရင်သဘောမကျဘူးဟုတ်ကဲ့သဘောမကျဘူးလို့လည်းခံစားရတယ်ဟုတ်ကဲ့ ဒီအာဆီယံအဆင့်မှာအကောင်းဆုံးအသင်း၄သင်းပဲရှိတယ်ကျန်တဲ့သင်းတွေနဲ့ကွာမြန်မာထိုင်းဗီယက်နမ်ပြည်ပဟုတ်ကဲ့ဗီယက်နမ်မြန်မာဖိလစ်ပိုင်အတူစုတယ်ကြားတယ်ဟိုဘက်မှာထိုင်းအင်ရှင်ထိုင်းထိုင်းရကြတော့သူတို့ပြောရရင်အသင်းငယ်လေးတွေနေပြီပဲကြားတယ်ဒီလိုဖြစ်စဉ်ကဒီ2025စီဂိမ်းမှာဖြစ်တာမဟုတ်ဘူးပြီးခဲ့တဲ့2023ဒီတော့အဲ့ဒါမဲ့စီဂိမ်းမှာတော့လေဒီတိုင်းပဲထွက်လာတယ်ဟုတ်ကဲ့အဲ့တော့ကလေမြန်မာထိုင်းဖိလစ်ပိုင် sorry မြန်မာဖိလစ်ပိုင်ဗီယက်နမ်တအုပ်စုတွေကြားတယ်ထိုင်းရန်လွတ်လွတ်ကျွတ်ကျွတ်ဟိုဘက်မှာတအုပ်စုတွေသူကသူအသင်းငယ်တွေနဲ့သွားကြားတယ်အဲ့တော့ကိုစဉ်းစားကြည့်တယ်ဒီစီးဒိန်းစီးကဲရဲ့အမျိုးသမီးဘောလုံးကိုစီးဒိန်းကိုဘယ်လိုသတ်မှတ်လဲဟုတ်ကဲ့ပြီးခဲ့တဲ့2013မှာရက်တိခဲ့တဲ့ရာလက်တီရစီးဒိန်းပေးတာလားအဲ့ဒါဆိုရင်သိကြတယ်ပြီးခဲ့တဲ့နှစ်စီးကဲမှာတော့မြန်မာနဲ့ဗီယက်နမ်ဒီဖိုင်နယ်မှာတွေ့တာအုပ်စုတစ်ခုစီဖြစ်တဲ့လားအဲ့လိုမှမဟုတ်ပဲနဲ့ ASEAN အမျိုးသမီးချန်ပီယံရှစ်ကို ရာလက်တွေကိုကြည့်ပြီးစီရင်သတ်မှတ်တာလားအလို့ဆိုရင်လည်းမြန်မာဖိုင်နယ်တက်ထားတဲ့အသေးမျိုးဟုတ်ကဲ့ထိုင်းဝင်နိုင်ထားတဲ့အသေးမျိုးတော့ရှောက်ဘလူးအင်ရှင်အာသာချက်ကိုယူပြီးတော့ဒီလိုအုပ်စုခွဲဝေမှုမျိုးထွက်အောင်ထိုင်းကတုံးချလဲဆိုတာ ਉਹ တော့တန်တရားဝင်မိတယ်အဲ့ပေါ်မှာလည်းသဘောမကျအောင် အုပ်စုခွဲဝေမှုအနေထားရပြောရမယ်ဆိုရင်ကိုအမြဲတကယ်ဖြတ်မိလိုက်ပါဘူး။အဲ့ဒီအပေါ်မှာအကိုဘလို့ဘလို့အချက်တွေကြောင့်လို့အကိုရဲ့တတိပုဂ္ဂလအမြင်အရရှိမလဲ ဒီလိုစီအခုလောလောဆယ်ပစ္စည်းတတ်မှတ်ချက်ရတာကျွန်တော်တို့ကအချက်လက်တွေဒီအခြေအနေတွေကိုကိုးကားပြီးပြောမယ်ဆိုလို့ရှိရင်ဘယ်ပြိုင်ပွဲကဟောင်းစီတန်ယူရာလဲပေါ့နော်အခုအမြင်ရောဘယ်လိုရှိမလဲအဲ့ဒါအဲ့ဒီဟောင်းကိုအဲ့ဒါကိုအမြင်ရတော့သူတို့ဒီ FIFA ranking ကိုယူလာလားဟုတ်ကဲ့ FIFA ranking ကိုယူမယ်ဆိုရင်လည်းသိကြတယ်ဒီဘက်၃တင်းကဟိုဘက်ကဟာနေတဲ့ညံ့နေပဲဟုတ်ကဲ့ပဲအဲ့ဘယ်လိုယူမှန်းအောင်ကိုဟိုတည်တည်ချာချာဟိုဟာမဖြစ်ဘူးဘယ်လိုခေါ်မလဲဆိုတော့ဒီဘောမှာဘာကြောင့်ဒီလိုထွက်လာလဲဆိုတဲ့ဟောင်းစဉ်းစားကြ ။တန်တရားဝင်ကြချစ်ချစ်နေတယ်ဗောနော်ကိုဦးတက်ကတော့စီကိတ်နှစ်ကြိမ်ဆက်လဲ။ဟောနှစ်ကြိမ်ဆက်ကဒီ၃သိန်းထုတ်နေတာ။ဟုတ်ကဲ့ဗျ။ဒီစီကိတ် reset ကိုဟိုအခြေခံလာဆိုလည်းမဖြစ်နိုင်ဘူး။ ASEAN Mobile reset ကိုအခြေခံလာလည်းမဖြစ်နိုင်ဘူး။ FIFA ranking ရလည်းဖြစ်နိုင်။အဲ့တော့ဒီ Asian အားသက်ချက်ကိုသူဘယ်လိုသုံးချလဲ။ဘယ်လိုသုံးချလာလဲဗောနော်။အဲ့တော့ဒီအုပ်စုခွဲဝေမှုအနေထားအရကြည့်မယ်ဆိုရင်လက်ရှိမြန်မာအသင်းရဲ့အခြေအနေကဒီနေ့မှာအရန်ကိုတောင်းတင်းတဲ့အနေထားရှိတော့လဲဟုတ်ကဲ့ မြန်မာသင်းကအနှစ်ချုပ်ပြောရလို့ရှိရင်ဒီစီးကိန်းမှာရွှေတသိမ့်မှန်းလိုက်တဲ့အနေအထားမျိုးမှာရှိသလိုအခက်မသိရင်အုပ်စုကနေမှထပ်ပါပဲလဲထွက်သွားနိုင်တဲ့အခြေအနေမျိုးလည်းဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဟုတ်ကဲ့ အုပ်စုတွေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုဆိုဒီဇင်ဘာလ9ရက်နေ့ကျွန်တော်မှာကျွန်တော်တို့ကမြန်မာနဲ့ဖိလစ်ပိုင်ဖိလစ်ပိုင်နဲ့ကျွန်တော်တို့စတွေ့ပါဒါကျွန်တော်အစားခုနအဖွဲ့မှာကျွန်တော်ပြောခဲ့သလိုဖိလစ်ပိုင်နဲ့တွေ့တိုင်းဖိလစ်ပိုင်ကမျိုးသမီးကနောက်ပိုင်းခုနှစ်တင်ပါဗောဒီနောက်ပိုင်းခုနှစ်တင်နောက်ဆက်ကူလောက်ကစပြီးတော့တော်တော်လေးကိုတိုးတက်လာတယ်သူကဝေါ်ကတ်အထိစစ်ပွဲအောင်လာစစ်ပွဲအောင်လာတဲ့အသင်းပြတော်တော်လေးလေးတိုးတက်လာတယ်ဒီပြိုင်ဘက်ဒေသတွင်ပြိုင်ဘက်တွေဆိုလို့တော်တော်လေးဒုက္ခပေးနိုင်တယ်အရင်တော့လည်းဖြတ်မင်းအသင်းအစ်မဟုတ်တော့ပဲနဲ့ဥဆောင်သူ level ကိုကိုဘယ်လိုရောက်မလဲတဖြည်းဖြည်းကောင်းကောင်းအသင်းလို့တော့တတ်မှတ်လို့ရတယ်နေတာဖြစ်နေပြီဟုတ်ကဲ့အဲ့တော့ တို့ကျွန်တော်တို့ဒါဒီအဖွင့်ပွဲမှာတွေ့ပြီအဖွင့်ပွဲမှာတွေ့ပြီဆိုတော့ဒုတိယပွဲမှာတော့ကျွန်တော်မလေးရှား VNN နဲ့ကောက်ဒါနောက်ဆုံးကန်ရမှာအဲ့တော့ဒီအဖွင့်ပွဲရလက်ကလည်းနောက်နှစ်နောက်ပိုင်းနှစ်ပွဲပေါ်မှာတော့အရန်အရေးကြီးရတယ်ဖလစ်ပိုင်လည်းဖြစ်နေတဲ့အတွက်ဟုတ်ကဲ့အဲ့တော့ဒီအဖွင့်ပွဲနဲ့ပတ်သက်ပြီးတော့အခုအမြင်ဘယ်လိုရှိနေလဲဖလစ်ပိုင်ဒီအရှိတောင်အရှာမှာသူတို့ဒီသူရင်းတော်ကစားသမားတွေကိုထည့်သွင်းအသုံးပြုပြီးတဲ့နောက်မှာဖလစ်ပိုင်ကဒီအမျိုးသမီးဘောလုံးမှာအာဆီယံအမျိုးသမီးဘောလုံးမှာနံပါတ်1လို့ပြောလို့ရတဲ့အနေအထားမျိုးကိုရောက်လာတယ်၂၀၀ 21စီးကိန်းမှာဆိုသူတို့ရွှေယူလေတဲ့လေဟုတ်ပြီပြီးသွားတော့ဂျာထဲမှာအာဆီယံအမျိုးသမီးချန်ပီယံရှစ်မှာလည်းဖိလစ်ပိုင်ကပိုဆွဲတယ်ပိုဆွဲတာဟုတ်ပြီးသွားတော့ကမ္ဘာ့ဗလာချီဆိုပဲအောင်တယ်ဖိလစ်ပိုင်တဲ့ကအဲ့လိုအနေဓာတ်ကြီးတိုးတက်လာတယ်အဲ့လိုသူတို့ဒီရွှေတသိရတာတွေအာဆီယံမှာချန်ပီယံဖြစ်တဲ့အချိန်တွေမှာအာဆီယံရဲ့ကောင်းမာတယ်ဆိုတဲ့ထိုင်းလို့ပြင်လည်းလို့ဂိုးပြတ်တင်နေနိုင်ပြီထိုက်တိုက်တန်တယ်ကိုသူတို့ပိုဆွဲပိုဆွဲပြထားတာသူတို့စီမှာဒီစပိန်မှာအခြေဆိုင်တဲ့ဒီကစားသမားတွေဆိုလည်း ထည့်သုံးထားတာရှိတယ်သူတို့ flipping သွေးနှော့ပေါ့နော်ဟုတ်ကဲ့အဲ့ဒီအဲ့လိုမျိုးသုံးလိုက်ပြီးတဲ့နောက်ပိုင်းမှာသူတို့ရဲ့ level next level လို့ဖြစ်သွားတယ်အရင် flipping မဟုတ်တော့ဘူး ASEAN ရဲ့အကောင်ဆုံးနံပါတ်1နေရာကိုသူတို့ရောက်သွားတယ်ဟုတ်ကဲ့ဒါပေမဲ့မြန်မာနဲ့ flipping ရဲ့တွေးဆမှုတွေက flipping strong ဖြစ်လာပြီးနောက်ပိုင်းမှာတော့မြန်မာအခုချိန်ထိအသာရနေတော့မယ်ဟုတ်ကဲ့ပြီးခဲ့တဲ့2023စီဂိမ်းပြိုင်ပွဲမှာမြန်မာဖိလစ်ပိုင်ဗီယက်နမ်တအုပ်စုလဲကြရတယ်။အဲ့ဒီမှာမြန်မာဖိလစ်ပိုင်ကိုနိုင် ဖိလစ်ပိုင်ဘီယန်လန်ကိုလာတယ်ဘီယန်လန်မြန်မာအောင်လာတယ်အဲ့သုံးသိရပတ်လဲအဲ့ပတ်လဲဖြစ်နေတဲ့အချိန်မှာမြန်မာနဲ့ဘီယန်လန်ကဆီမီဖိုင်နယ်တက်ပြီးတော့ဒီဖိလစ်ပိုင်ကဦးနာပြောသလိုအရှိချန်ပီယံလည်းဖြစ်တယ်အာဆီယံချန်ပီယံလည်းဖြစ်တယ်ဝေါ်ကပ်ကိုသွားကန်ထားတဲ့အသင်းလည်းဖြစ်တယ်အဲ့အသင်းကအုပ်စုကလည်းပြောက်သွားတယ်2000ဆောက်ကြီးဟုတ်ပြီးတော့နောက်တစ်ခါအခု2025အာဆီယံမြို့သမီးဘောလုံးပြိုင်ပွဲမှာမြန်မာနဲ့ဖိလစ်ပိုင်တုံးစုလည်းသွားကြတယ် မြန်မာဖိလစ်ပိုင် အော်စတြေးလျဟုတ်ကဲ့ပြီးတော့တီမောအဲ့ဒီပွဲမှာလည်းမြန်မာနဲ့ဖိလစ်ပိုင်ကအုပ်စုတက်ရေးအတွက်အဆုံးဖြတ်နောက်ဆုံးပွဲစဉ်ဆိုတော့တွေ့တယ်ဟုတ်ကဲ့ဝမ်ဝမ်းတည်ရကြတယ်ဖိလစ်ပိုင်ပြတ်သွားတယ်မြန်မာတက်တယ်အဲ့ဒီရှေ့မှာလည်းတတိယလူပွဲမှာမြန်မာဖိလစ်ပိုင်ကိုနိုင်ပြီးတတိယရထားတာရှိတယ်အဲ့တော့နောက်ဆုံးတောက်လျှောက်တွေးဆမှုတွေအနေထားအရတော့မြန်မာသည်ဖိလစ်ပိုင်ကိုအသာစီရနေသေးတဲ့အနေထားမှာရှိတယ်ပြီးခဲ့တဲ့အာဆီယံ2025ဒီလက်ရွေးစဉ်အဆင့်ပြိုင်ပွဲမှာလည်းမြန်မာဖိလစ်ပိုင်ကို ဒီမရှုံထားသေးဘူးဟိုနိုင်လောက်တဲ့အနေထားမျိုးလည်းရှိတယ်ဟုတ်ကဲ့ဗျဒီအမျိုးသမီးအသင်းရဲ့လက်ရှိအခြေအနေကိုကျွန်တော်ကြားဖြတ်အမေ့ခြင်းဆိုလိုတာတခုဒီအမျိုးသမီးအသင်းကပြီးခဲ့တဲ့အချိန်မှာဆိုလို့ခြေစစ်ပွဲတွေအောင်းတဲ့နဲ့အောင်းတဲ့နဲ့ဆိုတော့အခြေအနေနဲ့တူဒီအသင်းတွေပွတ်တိုက်မှုတွေလည်းကျွန်တော်တို့ဒါကြားခဲ့မြင်ခဲ့ရတယ်ဒီနေ့ကိုယ်နဲ့လည်းပြောခဲ့ပြောခဲ့ဘူးဒီပွဲတွေမှာဒီတက်လာတဲ့ဒီဂျူနီယာကစားသမားတွေနဲ့ရှီဘီသားစီနီယာကစားသမားတွေကြားရတဲ့ gap ပေါ့နော်အဲဂျာရက်ကပုတ်တိုက်မှုတွေလည်းကျွန်တော်တို့မြင်ရတယ်ပြီးရင် rumor တွေများလာတဲ့အသင်းဖြစ်လေဒါကျွန်တော်တို့မြင်ရတယ် rumor တွေများလာတဲ့ကိစ္စမှာဒီနီးပြချုပ်ကိုယ်တိုင်ကဒါပြီးခဲ့တဲ့ဒါကျွန်တော်တို့ပွဲနိုင်ငံပွဲခြေစစ်ပွဲမှာဆိုလို့ရှိရင်ဒီမေထက်လူတယောက်ခက်ထဲကိုပဲအာမပေးပါနဲ့တသိန်းလုံးကိုအားပေးဖို့တောင်းဆိုတာမျိုးဘာသာထုတ်ပြောလာတဲ့အခြေအနေမျိုးတွေဖြစ်လာပြီးမေထက်လူကလည်းအစကစီကိတ်မပါတော့ဘူးចောင်းကိစ္စနဲ့မပါတော့ဘူးဆိုပြီးတည်င်းနေထွက်ခဲ့တာရှိတယ်ဒါပေမဲ့အဆုံးသတ်မှာတော့လူစင်းနေအခုကျွန်တော်တို့ပါလာတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့ နီးပြားချုပ်အနေနဲ့ကိုလက်ရှိမှာပြင်ဆင်မှုတွေအရရောပင်ဒီအတင်းတင်းကြားအတင်းထဲမှာရှိရဲဒီဂျူနီယာကစားသမားနဲ့ဆီနီယာကစားသမားကြားတဲ့ကွာဟာနေရဲ့ gap တွေရောအဲ့အခြေအနေတွေအားလုံးအဆင်ပြေချောမွေ့သွားပြီးမှဒီမှန်မဲကိုရောက်လာတယ်လို့မြင်လားဒါမှမဟုတ်ဒီအတင်းရဲ့အခြေအနေတွေကရောဘလို့အခြေအနေမျိုးတွေရှိလဲအဲ့ဒါလေးလည်းပြောပေးမအောင်ကိုဒီ2025ထဲမှာဆိုရင်မြန်မာမျိုးသမီးတွေကဝေဖန်တာလည်းအရန်ခံရတယ်ဒီလိုပြောသွားသလိုပဲချီကျူးတာအားရစရာတွေလည်းအများကြီးရှိတယ်ပထမဆုံးကိုတို့ဒီရန်ကုန်မှာလုတ်တဲ့အာရှခြေစပွဲ ဘင်္ဂလားဒေ့ရှ်လိုအသင်းမျိုးကိုရှုံးပြီးတော့ခြေစဝဲကနေထွက်လာရတယ်ဘင်္ဂလားဒေ့ရှ်ဆိုကိုရူးနဲ့အများကြီးက ranking မဲ့ဖြစ်ဖြစ်အရင်အစင်းလာထိတ်လိုက်တွေ့ဆမှုတွေပဲဖြစ်ဖြစ်ကိုရူးနဲ့ရဲ့နောက်မှာရှိတယ်ဒါပေမဲ့အဲ့အသင်းကိုရှုံးတယ်အမှမွန်းသိန်းခီတို့ကမတော့ဘူးလူသားလှည့်ရတယ်နောက်နောက်ကြတယ်လူထုပ်ပုံတွေမှားတယ်ဆိုတာဒီဂျပန်လင်းပြပေါ့ဝေဖန်မှုတွေအများကြီးကိုရူးထောက်ပြခဲ့တယ်ပြည်သက်တွေလည်းအားမရအောင်မှားတယ်လည်းအများကြီးအဲ့ခြေလင်းရနေပြီးတော့အဲ့ခြေစဝဲမှာထွက်သွားပြီးတဲ့နောက်ပိုင်းကိုရူးအာဆီယံချန်ပီယံရှစ်သွားကြတယ်ဟုတ်ကဲ့အာဆီယံချန်ပီယံရှစ်မှာကျတော့တကယ်ကိုအုပ်စုချက်ထည့်သွားရောက်တယ် ်အော်စတြေးလျပါတယ်ဖိလစ်ပင်းပါတယ်ခုနဖိလစ်ပင်းကလည်းဖိလစ်ပင်းအနေထားလည်းခုနကိုပြောတဲ့အနေထားမျိုးအော်စတြေးလျယူ23ဆိုပေမဲ့ကိုတို့အာဆီယံ level နဲ့မြင်တယ်အများကြီးမြင်တယ်အော်စတြေးလျဒီဘောလုံးပညာရောဒီ physical ဘိုင်းရောရံပေါင်းတွေရောကွာတယ်အဲ့ဒီအော်စတြေးလျကိုကိုတို့အနိုင်ကစားတယ်အုပ်စုပွဲမှာအဖွဲ့ပွဲစဉ်မှာဖိလစ်ပင်းကိုတည်ကစားတယ်ပြီးတော့ semi final မှာတကယ်အဓိကမဟာပြိုင်ပွဲထိုင်းနဲ့ဆိုတွေ့တယ်ဟုတ်ကဲ့ထိုင်းကိုကိုတို့ထပ်နိုင်တယ်ဟုတ်ကဲ့ final မှာတော့ off the ကိုကိုတို့ရှုံးတယ်ရှုံးလဲဆိုမဲ့ goal ပြတ်မဟုတ်ဘူး1-0နဲ့ပဲရှုံးတယ်အဲ့တော့ ဒီပြိုင်ပွဲနှစ်ခုကြားမှာလာအနေငယ်ပဲกว่าပဲမဲ့ဒီနီးပြရဲ့လူထုပ်ပုံလေကအများကြီးပြောင်းသွားတယ်ဝင်းသိင်ကြီးထွန်းလုံးဝလိုင်းနဲ့ဖြစ်လာတယ်ဝင်းသိင်ကြီးထွန်းတဲ့ကစားတယ်ဝင်းသိင်ကြီးထွန်းကလည်းမြန်မာအတင်းရခဲ့တဲ့ဂိုးလေး60ရာခိုင်နှုန်းကျော်သူတွေအရမ်းတွဲနေတကယ်လဲခြေဆွမ်းပြတယ်အဲ့တော့အတင်းပြောင်းလဲဟိုကိုလူတွေးရတယ်ဒီလေမေးကုန်းမေးမဲ့ဆိုရင်ပြီးခဲ့တဲ့အာဆီယံပွဲမှာမြင်ခဲ့ရတဲ့အနေထားရဆိုရင်မြန်မာအတင်းစီဒီလူငယ်လူကြီးမြန်မာတတ်တာ ောင်ဆက်နိုင်တယ်လို့မှန်ကန်တဲ့ line net ကိုလည်းထုတ်လာနိုင်တဲ့အနေအထားမျိုးတွေတွေးရတယ်လို့ပဲမြင်မိတယ်အဲ့တော့ဒါကျွန်တော်တို့တိုးတက်ကောင်းမွန်လာတဲ့မြမအမျိုးမျိုးအသင်းဖြစ်တော့ဒါကျွန်တော်တို့မြင်ရတယ်အတွင်းပိုင်းဆက်ဆံရေးတွေသူတို့တိဆောက်ပုံတွေအဲတူနဲ့တူကြားရဲကအဲ့လို relation တွေကိုတော့ဒါကျွန်တော်တို့ဒါမသိနိုင်ဘူးဒါအပြင်းပြဖြစ်တာဖြစ်လို့ပြီးရင်ဒီ Mr. ဒီ ်မြို့သမီးနီးပြားကလည်းလိုအပ်ချက်တွေကိုဖိဖိချင်းပြုပြင်ပြီးတော့ဒီပိုင်ပွဲကိုရောက်လာတာဆိုပြီးတော့ဒါလောဆယ်ပြည်သက်တွေရဲ့အမြင်ဘောလုံးကြောင်းကျင်သူတွေရဲ့အမြင်ဒါတာဝန်ရှိသူတွေအမြင်တွေကလည်းရှိတယ်။အဲ့တော့ဒီအသင်းရဲ့ဒီအုပ်စုတွေအခြေအနေတွေကိုတော့အာအခုဒီအရှိမပြောပြခဲ့ပြီးသွားပြီပေါ့နော်အုပ်စုတွေအခြေအနေတွေပြောပြခဲ့ပြီးသွားပြီဆိုတော့မြန်မာလက်ရင်အမျိုးသမီးအသင်းကိုဒီ SEA Games မှာဘယ်လောက်ထိမျှော်လင့်ထားလဲပြီးရင်ဒါကျွန်တော်အပွဲမှာဖိလစ်ပိုင်နဲ့တွေ့မယ်ဒီဒုတိယပွဲမှာမလေးရှားနဲ့တွေ့မယ်တတိယပွဲမှာဗီယက်နမ်နဲ့တွေ့မယ်အဲ့ဒီ၃သင်းကိုကြော်ဖြတ်နိုင်ပြီးနောက်ဆုံးတက်နိုင်မယ်လို့အခု မျောမှန်းထားသလားသိကြတာမလေးရှားဟိုကကိုရောနိုင်မှု90%တောင်သိကြတယ်ဟုတ်ကဲ့ဖိလစ်ပိုင်နဲ့ပွဲဗီယက်နမ်နဲ့ပွဲတွေမှာတော့နိုင်မှုရှုံးမှုကဒီလက်ရှိခြေစွမ်းအရဆိုရင်90%ရာခိုင်နှုန်းသိလို့ပဲညော်လင်းဟုတ်ကဲ့အဲ့လို90%ရာခိုင်နှုန်းလို့ပြောလဲဆိုတော့ကို့အသင်းကိုကို short အတွက်တောင်မဟုတ်ဘူးလက်ရှိမြန်မာလက်ရွေးစင်အသင်းအမျိုးသမီးအသင်းကကိုဒီဘက်နှစ်ပိုင်းမှာဗောနောကိုလိုကြီးခဲ့တဲ့ဟာမှာဆိုတကယ်တော့ founding နေရာဆုံးနှီးပါဟုတ် ဒီကျဲဝင်းကသားသမားတွေရှိနေလေတိုက်စစ်မှာဆိုရင်လည်းဒီမှာမေထက်လူရှိမယ်ဝင်းတဲ့ငီလူရှိမယ်နောက်ပြီးတော့ဒီဖြူဖြူဝင်းတို့ရှိတယ်ဖြူဖြူဝင်းတို့ရှိတယ်နော်ကြီးတို့ရှိနေတယ်နောက်ဆန္နာဘတ်တွေဆိုလည်းဇုံယူရဦးတို့ဖြူဖွေးတို့တကယ်တော့တကယ်တော့ကောင်းတယ်ကိုသမားနေရမှာဆိုလည်းမျိုးမျိုးများများညီရှိတယ်နောက်စိုက်ဘတ်တွေမှာဆိုရင်မေတ္တမုံမင်းတို့ရှိတယ်လူငယ်လူကြီးလည်းမျှတယ်စမ်းတော်တော်တို့အုပ်စုတွေလည်းရှိသေးတယ် လူငယ်လူကြီးတကယ်ကိုမျှပြီးတော့အရန်ကိုတောင်းတင်းတဲ့အသေးမျိုးရှိတယ်။အမဖက်ကပြန်ကြည့်တော့လေဖက်ကအသေးနဲ့ဘင်းလန်လို့ထိုင်းလို့ဖိလစ်ပိုင်လို့ဆိုတာလည်းအရန်ကောင်းတဲ့အသေးနဲ့ကိုလူအုပ်စုမှာတော့ထိုင်းရတော့ဟိုဘက်အုပ်စုမှာဒီဘက်မှာဆိုရင်ဘင်းလန်ဘင်းလန်နဲ့ကြတော့ဖိလစ်ပိုင်ကိုကိုလူကဖိလစ်ပိုင်နဲ့တွေ့ရင်ရလက်ကောင်းတက်ပေမဲ့ဘင်းလန်နဲ့တွေ့လို့ရှင်ရုံးကန်တယ်ရုံးကန်တယ်နောက်ဆုံး2023စီကေအုပ်စုမှာတွေ့တယ်ဟုတ်ကဲ့ဟိုဟာနဲ့ဘင်းလန်နဲ့3-1နဲ့ရှုံးတယ် ဖိုင်နယ်မှာတခါမြန်မာနဲ့ပြင်နံပဲပြန်တွေ့တယ်။အဲ့ကြတော့လေဒူးစင်းနဲ့ရှုံးတယ်။ဆိုလိုတာကဒီဘက်နှစ်ပိုင်းမှာပြင်နံကမြန်မာအုပ်နိုင်နေကြလို့ဖြစ်နေပြီးတော့မြန်မာဖိလစ်ပိုင်ကိုနိုင်နေကြလို့ပြန်ဖြစ်နေတယ်။ဟုတ်ကဲ့။အဲ့တော့ဘယ်အသင်းတက်မလဲဆိုတာခမန်းခတ်ပါလေ။ခမန်းခတ်တဲ့အတွက်ခုနအခွင့်မှာကိုပြောခဲ့တဲ့စကားလေးကိုပဲပြန်ကောက်ချင်တယ်။လက်ရှိမြန်မာအသင်းရဲ့အစုခွဲလက်ရှိမြန်မာအသင်းရဲ့ခြေစွမ်းသည်လက်ရှိမြန်မာအသင်းပါဝင်နေတဲ့အုပ်စုအနေအထားအရဆိုရင်အုပ်စုကနေထွက်သွားတဲ့အခြေအနေမျိုးမမျှော်လင့်ပဲနဲ့ ကိုတို့မမြင်ရင်ပဲနဲ့မြင်ကောင်းမြင်ရအောင်နိုင်တယ်လို့မျိုးရှုတစိတ်ထိရွာနိုင်တဲ့အနေအထားမျိုးရှုတစိတ်ရှားနိုင်လောက်တဲ့စုဖွဲ့မှုနဲ့ခြေစွမ်းမျိုးလည်းရှိနေတယ်လို့ပဲပြောပြရစီဟုတ်ကဲ့ဒါမှလေစင်အမျိုးသမီးတင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဟိုးကြီးခင်နှစ်နေနဲ့ပြန်နိုင်ရှင်လိုက်တဲ့အခါမှာဒီဘက်နဲ့ကဒါအသေးတင်ဗီလန့်ကအကောင်းဆုံးလို့လည်းပြောကြရတယ်။ပြည်ပမှာထွက်ကစားနေဝင်သိခင်ထုံးလို့တိုက်စ်ဒေါင်းဒေါင်းမျိုးတိုက်စစ်မှုတွေရှိရဲ။အဲပြီးရင်ဒါကျွန်တော်တို့မျိုးရင်းအမျိုးသမီးအသင်းကိုတောက်လျှောက် ငင်းလာကြည့်လာတဲ့ပုံသက်တွေဆိုသိမယ်ဒါလွန်ခဲ့တဲ့2015 16ပတ်ဝန်းကျင်မှာဆိုအမျိုးသမီးအသင်းရဲ့ကစားက85 80ဆိုရင်လုံးဝကျသွားပြီအဲ့ဒီအချိန်မှာဟိုဘယ်လိုလဲနီးပြားရဲ့အဲ့လို tactic အောက်ကိုမလိုက်နိုင်တော့တဲ့ found ni stamina နဲ့ကျွန်တော်တို့လိုဂျော်ဒီရွဲပုံစံနဲ့အမြဲတမ်းမြင်ရတာဒါပေမဲ့ဒီဘက်နှစ်အမျိုးသမီးအတင်းပါလားအဲ့ဒီပုံစံမရှိတော့ဘူးစနစ်ပိုင်းကောင်းတယ်ကစားသမားတွေကကန်ရဲတယ်ဒီမိနစ်60အတိကိုလည်းတရုံးတိုက်ကစားနိုင်လောက်တဲ့ stamina မျိုးတွေနီးစနစ်နီးပြားပိုင်းကိုလိုက်ကစားနိုင်တဲ့နီးစနစ်ပိုင်းချိန်ညှပ်မှုမျိုးတွေကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီ ီစီးကိန်းပြိုင်ပွဲမှာမြန်မာမျိုးသမီးအသင်းနဲ့နောက်ဆက်တက်ချင်မတက်ချင်ကတော့တို့အုပ်စုတင်းမှာအဓိကပြိုင်ပွဲတွေကိုဘယ်လောက်ထိကစားနိုင်မလဲဆိုတာပေါ့မူတည်တယ်။အခုပြောခဲ့သလိုပဲရွှေတိစုရခဲ့မယ်ဆိုလို့ရှိရင်တော့လက်ရှိမြန်မာပြည်သက်တွေရဲ့မျှော်လင့်ချက်ကလည်းပိုပြီးတော့ကောင်းမှာမယ်လို့ထင်တယ်။ရာဘူးထိုက်တန်တဲ့ခြေစွမ်းမျိုးစုဟိုဘက်မျိုးရှိတယ်။ဟုတ်ကဲ့ပါဘူး။အခုလို့ပြေးပြေးဆိုဒီတုံးသက်ပေးခဲ့တာပြည်သက်တွေနေနဲ့လည်းကျန်တဲ့အားနှစ်သက်လက်မီလို့ယုံကြည်ပါရတယ်။ကျေးဇူးနာစင်ပေးခဲ့ရပြည်သက်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။